အားလုံးပဲမင်္ဂလာပါရှင်ဒီတစ်ပတ်မှာတော့တပြေကဘာသာပြန်ဆိုထားတဲ့အမေသွေးမဟုတ်တော့အမိသားဆိုတဲ့ပုံမြင်စာအုပ်လေးကိုတင်ဆက်ပေးလိုက်ပါတယ်ရှင်ကျောက်ချန်ထဲမှာအမြဲတမ်းဥပယ်ဥနေရတဲ့ဦးစားကျမတကောင်ရှိတယ်အဲ့ဒီကျမလေးဟာကျောက်ချန်တကောင်မကနေသစင်အင်ချန်ဝန်းနဲ့စပယ်ပင်တွေကိုအငဲငွေချင်းနေတတ်တယ်စပယ်ပင်ကနေအဖြူရောင်ပန်းမှုလေးတွေပွင့်တဲ့အခါတိုင်းပန်းမှုလေးရဲ့ရင်းနှင်းဟာကျမလေးရဲ့ရင်းနှင်းအထိကိုတိုးဝင်လာတတ်ပါတယ် အင်းရွက်သစ်လေးတွေထွက်လို့အခုနေတော့ပြင်ပြမယ်။အဲ့ဒီကျမလေးဟာစပယ်ပင်ရဲ့အရွက်နှူလေးတွေကိုအားကြားပြီးသူ့ကိုယ်သူရွက်နှူလို့နာမည်ပေးထားတော့တယ်။ငါလဲဦးလေးတွေကိုဝတ်ပြီးချက်ကလေးတွေပေါက်လာတာကို မြင်ကျင်လိုက်တာ။ဒါပေမဲ့ချက်ချန်ထဲမှာနေရတဲ့ရွက်နှူအတွက်တော့ဒီလိုလုံနိုင်မှုအခွင့်အရေးမရှိပါဘူး။ဒီတိုင်းကျွေးနေတဲ့အစာကိုပဲစား အသက်မရှိတဲ့ဥတွေကိုပဲဥပေးနေရတဲ့ဦးစားကျမတကောင်ဖြစ်လို့ပါပဲနောက်ဆုံးတော့ရွနှုဟာစားလဲမစားတော့ဘူးရေလဲမတောက်တော့ဘူးလို့ဆုံးဖြတ်လိုက်တော့တယ်။ဘာဖြစ်လို့လဲဆိုတော့အစာမစားတော့တဲ့ကျမတွေဆိုရင်စက်ချန်တွေကနေစုပြစ်ခံရတယ်လို့ပါပဲ။အမ်အခုတလောဒီကျမလေးဟာအစာလဲကောင်းကောင်းမစားဘူးယောဂရှိနေပြီထင်တယ်။စက်ချန်ပိုင်းရှင်ကြီးလဲအတော်ပိန်နေပြီဖြစ်တဲ့ရွနှုကို ယောဂါရပြီအထင်နဲ့ယောဂါရနေတဲ့ချက်တွေနဲ့အတူတွင်းထဲကိုလွတ်ပြစ်လိုက်တော့တယ်ဒီလိုနဲ့ရေရေဆူဆွဲနေတဲ့ရွေးနုကမျက်စိကို ခွင်ကျစ်လိုက်တယ်အဲ့ဒီအချိန်မှာပဲမြင်မြင်ပြေးပြေးယောယောကလှောက်လိုက်တဲ့အတန်ကိုကြားလိုက်ရပြီးဒုတိယဆိုသလိုသောကြောင့်ကြီးတကောင်းမျက်စိရှိမှပေါ်လာပါတော့တယ်ရွေးနုလည်းရှိသမျှအင်အားကို အကုန်စုပြီးတွင်းထဲကနေထွက်ပြေးလာခဲ့တော့တယ် ရင်းနှုတ်ကိုကူညီလိုက်တဲ့သူကတော့တော်ပဲလေးပါပဲအဲ့ဒီကောင်ကိုတတိထားအသက်ရှိရဲ့တလိမ့်ဆိုင်ငယ်ရွယ်ကိုအမဲလိုက်တယ်လို့လိုက်ကိုက်နေတဲ့အကောင်လေးတော်ပဲလေးဟာအနေရကင်းတဲ့စက်ချန်လေးကိုပဲပြန်သွားဖို့ရင်းနှုတ်ကိုပြောနေကြတာမသွားကြမှာဘူးအဲ့ဒီစက်ချန်လေးကနေထွက်လာလို့ရအောင်မနေကြိုးစားရတာငါလည်းအပြင်မှာပဲနေချင်တယ်ရင်းနှုတ်ကမှောင်မဲနေတဲ့တော်လန်လေးကိုဖြတ်ပြီး ကလေးဆန်တွေနေတဲ့ခြံဝင်းစီကိုခြောက်သွားတော့တယ်။ခြံဝင်းထဲကိုရွနူရောက်လာတယ်ဆိုရင်ပဲခြံဝင်းထဲမှာစူညံသွားတော့တယ်။ငါနာမည်ရွနူမင်းတို့အားလုံးနဲ့အတူတူဒီမှာနေကျွန်တော်ရောက်လာတာ။ခြံဆောက်ခွေးကြီးကသွားကြီးဖီလိုဟောင်းနေပါတော့တယ်။လဲတွေကလည်းတကက်ကက်អော်ပြီးလောင်ပြောင်းနေပြန်တယ်။ကျဖကြီးကတော့မကျင်တဲ့အချင်းနဲ့ရွနူကိုကြည့်လိုက်တော့တယ်။ဒီမှာဘူးမမင်းကိုမလိုလားဘူး။ နေနေခဲ့တဲ့ချက်ချံကသာချက်ချင်းပြန်သွားတော့ရန်သူဟာခြံဝန်းထဲကနေမောက်ထောက်ပြန်လိုက်ရပါတယ်။အချီးကျက်ပြီးဝမ်းနဲ့နေပြီမဲ့လေခြေတော်နှချောင်းပေါ်မှာအားပဲစုပြီးရင်ကိုကော့လိုက်တယ်။ဝမ်းနဲ့ဆရာမလို့ဘူး။ချက်ချံထဲကတော့ထွက်လာနိုင်သေးတာပဲ။မဖြစ်နိုင်ဘူးဆိုတာပြီးအလုံးဖြစ်လာမှာပါ။ရန်သူဟာကျေပြောထားတဲ့တောအူကြီးကိုမြေကြီးရင်တောင်ပံတွေကိုအစွမ်းကုန်ဖြန့်ကျက်လိုက်တော့တယ်။ ရွံ့နှုတ်အတွက်တော့တောအုပ်ထဲမှာရှိတဲ့အရာအလုံးဟာအသေးစမ်းတွေကြီးပါပဲ။တောအုပ်ကြီးဆိုတာကတော့နေစရာကိုပြောပြပေးတဲ့ဖြန်။အသက်ကိုရန်လာရှာတတ်တဲ့တောကြောင့်ဒါတွေအလုံးရှိတဲ့နေရာပါပဲ။အဲ့ဒီအပြင်တောပဲလေးနဲ့နှုတ်နှစ်အောင်ဘဲမလေးတို့အတူတူပျော်ရွှင်နေတာကိုငေးကြည့်နေလို့ရတဲ့နေရာလည်းဖြစ်ပြန်ပါတယ်။တောပဲလေးမှာချစ်သူရှိတာထူးဆန်းတဲ့ကိစ္စတော့မဟုတ်ပေမဲ့ဘာဖြစ်လို့မှမသိပဲရန်သူစိတ်မကောင်းဖြစ်နေမိတယ်။ ဒီလိုနဲ့တနည်းမှာဆူဆူရှာရှာအော်တန်ကိုကြားလိုက်ရတယ်။သောဥတစ်ဖက်ချမ်းနှင်းစီရိုင်းပင်တွေရှိတဲ့ဘက်ကလာတဲ့အတံမှာမဖြစ်တာပါလေ။ရင်းနူလည်းအလင်းအမြန်ပြေးသွားလိုက်တော့တယ်။နှင်းစီရိုင်းခင်းတွေဘက်မှာလည်းဘာမှမရှိပါဘူး။တော်ပဲလေးနဲ့နှုတ်နှစ်ယောက်ဘဲမှလေးကိုတော့မတွေ့ရပါဘူး။အပြာဖြော့ဖြော့ရောင်လေးလင်းနေတဲ့ဥလေးတလုံးကိုတွေ့လိုက်ရတယ်။မလေးထားလိုက်တာ။ဥကိုဒီအတိုင်းထားလို့မဖြစ်ဘူးဆိုတာရင်းနူသိနေပါတယ်။ ငါမင်းကိုဝတ်ပေးမယ်။အိုးအခုထိနွေးနေတော့မှလား။တော်ပဲလေးကနေ့တိုင်းငါရီယူလာပေးတယ်။ဒါကြောင့်ရွံ့လို့လည်းအစာရှာစရာမလိုပဲ။ဥကိုကောင်းကောင်းဝတ်ပေးနေနိုင်တော့တယ်။နုနှစ်ယောက်ပဲမှလေးမရောက်သွားတာလေးဆိုတာသိကျင်ပြီမယ်။မေးတော့မမေးတော့ပါဘူး။မေးလိုက်မှနုနှစ်ယောက်ပဲမှလေးရဲ့ဥကိုမင်းကဝတ်ပေးနေတာဆိုရဲစကားကိုကြားရမှကြောက်တာလဲပါတာပေါ့။ရွံ့ရည် ခုလေကွယ်သွားပြီးကလေးလေးပေါက်လာတဲ့အချိန်ကျရင်မင်းတို့နေရာပြောင်းပြီးနေကြပါလားမင်းကကျမတကောင်ဖြစ်ပေမဲ့လေကလေးလေးနဲ့အတူရေရင်ကြီးရဲ့အဆက်မှာသွားနေပါနေရောညပါအမဲဖမ်းမှုအငင်းချောင်းနေတဲ့တဲတော့ကြောင့်ရင်အငင်းကိုလည်းပြတိထားပြီးနေတော့ကြောင့်အဲ့ဒီတော့ကြောင့်ဆိုရဲ့အတန်ကိုကြားလိုက်ရတာနဲ့တင်ရင်းနှီးစိတ်တွေထောင်ချောက်ချားဖြစ်ကုန်လေပြင်းစရာကောင်းပြီးပြင်မလာတဲ့ရက်တွေကိုကြုံလုံပြီးနောက်ကက်ကက်ကက် ရင်ထဲကြီးစူးဝင်လာတဲ့အော်တန်ကြောင့်ဂျွန်နူလက်မီထရရမိလိုက်တယ်။တော်ပဲလီရဲ့အတန်းပေါင်မဲနေတဲ့တော့အစုံမှာတော်ပဲလီနဲ့ဘောကြောင့်တို့မျက်နှာချင်းဆိုင်ရင်နေကြတယ်။ဂျွန်နူဟာတော်ပဲလီကိုအော်ခေါ်ရင်းအပြေးသွားနေမိရောတယ်။တော်ပဲလီဟာတောင်အစုံမှာရင်နေပြန်တယ်။ဘောကြောင့်ကိုမျောခေါ်သွားတဲ့ပုံမှာပဲ။တောင်အစုံရဲ့အစုံစီကိုနောက်ဆုံးဘောကြောင့်ဟာတော်ပဲလီရဲ့လေပင်ကိုကိုက်ရင်တောင်အစုံကနေပြေးကျသွားတော့တယ်။ က်နုလည်းရင်တွေတဆက်ဆက်ခုန်ရင်းဝမ်းနေစရာကောင်းတဲ့မြင်ကွင်းကိုရေးရွေးသာကြည့်နေမိတော့တယ်။ဝမ်းနေနေတဲ့ရက်နုဟာကြံခဲ့တဲ့ဥလီကိုတတိယသွားတယ်။ဒါကြောင့်နှင်းစီရိုင်းခင်းဘက်ကိုပြန်လျှောက်သွားလိုက်တယ်။အိုးဒါလေးကဥလီကွယ်ပြီးထွက်လာတဲ့ကလေးလေးကမျက်လုံးမမဲလေးနဲ့ရက်နုကိုစိုက်ကြည့်နေတော့တယ်။ဥထဲမှာကလေးလေးရှိတယ်ဆိုတာယုံတော့ယုံကြည်ခဲ့ပေမဲ့အခုလိုတွေးလိုက်ရတာကတော့အိမ်မက်မက်နေသလိုပါပဲ။ကလေးလေးတကယ်မင်းမဲလား ရွနုလေအတောင်ကိုအစွမ်းကုန်ဖြန့်ပြီးကလေးလေးကိုရင်ထဲထွေးပွေထားလိုက်တော့တယ်။တင်းငယ်ပေးမယ်လေနှွေးထွေးတဲ့ကလေးလေးပါပဲ။ရွနုအရန်ပြုံနေပါတယ်။ကလေးလေးကကြာရွက်ပေါ်ကနေဖျက်လျှောက်ပြီးပျော်ပျော်ရွှင်ရွှင်နဲ့စကားတွေပြောနေလို့ပါ။အကျွမ်းကျင်ကြီးမဟုတ်ပေမဲ့ကလေးလေးရေလဲကူးနိုင်ပါတယ်။နှင်းစီရိုင်းခင်းတဲ့ကဦးတော်ပဲလေးစားစရာအော်တန်းတော့ကြောင့်ငါဝိတ်လိုက်တာနှုတ်နှစ်ရောက်ဘဲမလေးရဲ့ဥဆိုတာတေချာသွားပြီး အဲ့ဒီမှာဦးလေးရှိနေတာမို့လဲတော်ပဲလေးကပြန်လာရှာတာပေါ့ကလေးလေးရေးသေးချတယ်မြင်းကဘဲပဲရွနုလည်းကလေးလေးကိုဘဲစိမ့်လေးလို့နာမည်ပေးလိုက်တော့တယ်ရွနုနဲ့ဘဲစိမ့်လေးတို့ရုပ်ရောပုံစံမှာမတူတာဟာပတ်ဝန်းကျင်ကသူတွေအတွက်တော့တဖြည်းဖြည်းနဲ့နောက်ပြောင်ဆရာဖြစ်လာပါတော့တယ်ကျမကဘဲကိုမွေးထားတယ်အထိပ္ပယ်မရှိတာတွေလုပ်နေတာပဲမြင်းကဘာဖြစ်လို့ညံ့မိနေမတူရတာလဲညံ့အမေရင်ရောဟုတ်လို့လား အရင်ခြံဝင်းတွေကတလိမ့်ဆန်တွေကိုရင်ညွှန်ကြောက်ခဲ့ရသလိုပါပဲဒီဇက်ကအင်းကြီးချင်းတွေရဲ့ဇကားကြောင့်ငယ်စင်းလေးဆက်ရှုပ်သွားတော့တယ်မိမေသားလဲဘဲဟုတ်သေးကတခြားဘဲတွေနဲ့အတူတူပြောချင်တယ်မိမေသားကိုချစ်တာသိပေမဲ့မိမေနဲ့သားနဲ့လည်းတူတာမှမဟုတ်တာရင်ညွှန်ရတော်တော်ရင်ခွဲမတက်ပါပဲပုံမှန်မဟုတ်တဲ့ဘွားမျိုးစုတော့သူများထက်ပိုပြင်းနေတာပေါ့ဒါကိုလည်းသိခံနိုင်တယ်အခန်းစားရောက်ဆုံးကိစ္စကတော့ ဘယ်စိမ်းလေးအားငယ်နေရကိုမြင်နေရတာပါပဲရနုဟာဘယ်စိမ်းလေးကိုမြင်တိုင်းတောဘဲလေးကိုတကြည်ရမိတယ်တောကြောင်ရဲ့လက်ထဲရောက်သွားပြီးမယုတ်စီပြန်မလာနိုင်တော့တဲ့တောဘဲလေးဥဟုကာကွယ်ဖို့အတွက်အတက်ကိုစတိသွားတဲ့တောဘဲလေးတောဘဲလေးနဲ့ရနုလိုပဲဘယ်စိမ်းလေးနဲ့သင်္ကွက်လေးဖြစ်နေပါပြီသူလည်းဘယ်ယုံနဲ့အတူနေချင်မှာပေါ့ဒါနဲ့စောစောကလေးကဘယ်စိမ်းလေးကိုမတွေ့ပါလားရနုလန့်သွားတော့တယ် ဘဲစင်းလေးဟာတခြားဘဲတွေနောက်ကနေလိုက်ရင်ခြံဝန်းထဲကိုထွက်သွားတယ်။တောဘဲတကောင်ခြံထဲဝင်လာပါလား။ချက်ချံပိုင်ရှင်ကြီးလည်းဘဲစင်းလေးကိုဖမ်းလိုက်တယ်။မပြတ်နိုင်အောင်တောင်းနေကိုချိုးမှပဲ။ဘဲစင်းလေးလည်းကြောက်ပြီးမူနေရှာတော့တယ်။အခြားဘဲတွေနဲ့အတူခြံဝန်းထဲဝင်လာမိတာမှားသွားပြီ။ကျွန်းသူလည်းဘဲစင်းလေးအဖြစ်ကိုကြားပြီးအယူတစ်ပိုင်းပြေးလာတော့တယ်။ကတော့ကတော့ခလေးကိုခွင့်ချက်ချင်းလှုပ်လိုက် တောင်မန်ကိုဖြတ်မိပြေးလာတဲ့ရင်းတို့ကြောင့်ခြံဝင်းထဲမှာအလုံးရောက်ရက်ခတ်ကုန်တော့တယ်။ဘဲစိမ့်မိဟာခြေထောက်မှာချီထားတဲ့ကျူတန်းလန်းနဲ့ပဲထွက်ပြေးတော့တယ်။အနည်းကလုံးဝလွတ်သွားတာတော့မဟုတ်ပါဘူး။ဘဲစိမ့်လေးနောက်လိုက်လာတဲ့အမဲလိုက်ကောင်ဘဲစိမ့်မိဟာတောင်ဝဆိုးမှာအမဲလိုက်ကောင်တောကြောင်နဲ့သွားဆုံမာတော့တယ်။အာအာဒါလေးပြေးပြေးရွနုလည်းအသိဝင်လာပြီးတောကြောင်ကိုစိတ်လိုက်ချိန်မှာပဲနေစင်းလေးဟာတောင်ဆုံကနေပြုတ်ကျသွားတော့တယ် လွန်ခဲ့တဲ့ကာလတစ်ခုတုန်းကတွင်းထဲမှာဒုက္ခရောက်ခဲ့တုန်းကလိုပဲရွနူစိတ်ပြက်လက်ပြက်ဖြစ်သွားတော့တယ်။ဒါပေမဲ့အဲ့ဒီအချိန်မှာပဲမမီးအံ့ဩသွားပြီမဟုတ်လား။တောင်စိုးအောက်ဘက်ကနေတောင်ပံကိုဖြတ်ပြီးပြန်တက်လာတဲ့ဘေးစင်းလေးဘေးစင်းလေးပြန်နိုင်သွားပါပြီ။ဖြတ်တိုက်လာတဲ့လေတွေဟာတောတစ်ခုလုံးကိုပြင်းပြင်းထန်ထန်လှုပ်ရှားသွားစေတော့တယ်။မမီးထူးဆန်းလိုက်တာဒီပဝန်းကျင်ကိုတစ်ခုခုလာနေတယ်လို့ပဲ။ဟိုးဝေကြီးကတောင်ထဲကောင်းကင်ပြင်စီကနေ ကြားနေကြမဟုတ်တဲ့အတန်တွေကြားနေရပြီးအမဲရောင်အရာတွေပြေးထွက်လာတာတွေ့လိုက်ရတော့တယ်။ဆောင်းခုမလိုလာနေကြတာ။ခံရဲ့ပြောစကားကြောင့်ရင်းနှီးနဲ့ပဲစိမ့်လေးလဲပြန်တန်းလာနေတဲ့တော်ပဲအုပ်စီကနေမျက်လုံးမခွာနိုင်ဖြစ်နေတော့တယ်။ခလေးကိုခေါ်ပြီးရေအန်ကြီးရဲ့အဆက်မှာသွားနေလို့ပြောခဲ့တဲ့တော်ပဲလေးရဲ့စကားကိုပထမဆုံးအချိန်ဖြစ်ရင်းနှီးနားလေသဘောပေါက်သွားတော့တယ်။ဘဲစိမ့်လေးကတော့တော်ပဲအုပ်နဲ့အတူ သွားလို့မရဖြစ်နေတော့တယ်ခြေထောက်မှာခြေထားတဲ့ကျိုးကြောင့်ပေါ့ဒါကဘယ်မှာပဲဖြစ်ဖြစ်တင်းခွဲ့တော့မမေအခုမှတော့ဘာမှလည်းမကြိုးစားကြင်တော့ပါဘူးရနှုတ်ဖို့ရင်နာရပါပြီဒါကြောင့်ရေစင်းလေးအိပ်ပျော်နေခြင်းတညအလုံးမအိပ်ပဲကျိုးကိုနှုတ်သီးနဲ့ကိုက်ဖက်ပေးနေတော့တယ်နင်းနေကြတဲ့ကျိုးကတော့ဘလို့မှဖြစ်လို့မရဘူးအင်းငါသားလေးရဲ့အမှန်အတားဖြစ်ဒီအတိုင်းပဲထားလိုက်တော့မယ် တော့ဘဲတွေအများကြီးကြားတယ်။ဒါလေးကိုမမိနိုင်အောင်ပေါ့။လဲစိမ့်လေးလည်းအတန်ထွက်ပြီးငိုနေမိတော့တယ်။နောက်ဆုံးတော့ဘဲစိမ့်လေးဟာခေါင်းဆောင်ဖြစ်သွားပါပြီ။ဘဲအုပ်ရဲ့ခေါင်းဆောင်အနေနဲ့သောကြောင့်ရင်တိုက်ခိုက်မှုကိုလည်းခံခဲ့ရပါတယ်။ပြီးတော့ဘဒူးမှဘဲစိမ့်လေးတော့နားမပါကြပါဘူး။ချိုမိန်နဲ့အတန်တောက်ပါတဲ့တောင်မှ အားပါတဲ့တောင်မှခက်တဲ့ဘလောက်ပဲတော့ပဲတွေများနေပါစေ။ဒီနုကတော့ နေစိမ့်မီးကိုမြင်တာနဲ့မှတ်မိပါတယ်။ချောင်းကုံသွားပြီလေ။တော်ဘဲအုပ်လဲရေအိုင်ကြီးကနေခွဲခွာပိုးပြင်ဆင်ကြတော့တယ်။ယွနုလဲနေ့တိုင်းနေစိမ့်မီးကိုအဝေးကနေငှီးကြည့်နေတတ်ပါတယ်။တော့ကြောင့်ကအမြဲတမ်းအစာရှာနေတတ်တာကိုသိလို့ပါပဲ။တနေ့ရွနူကြောက်ကူရှိကိုဖျက်ရှောက်မိချိန်မှာပဲအာမရှိတဲ့ကလေးငူတန်းတက်တဲ့ကိုကြားလိုက်ရတယ်။ဒါဘုဒ္ဓကလေးတွေပါလေ ယနေ့လည်းမျက်စိရောင်မဖွင့်သေးတဲ့ကလေးတွေဘူးမှမရှိပဲငုံကြီးနေတာကိုစိတ်ပူသွားမိတယ်။မင်းကအဲ့ဒီကိုဘလို့လုံရောက်နေတာလဲ။တော့ကြောင့်မပိန်ကြီးနေတဲ့ဘိုင်းနဲ့လူတီးကောင်းပဲမြင်ရတဲ့တော့ကြောင့်အဲ့ဒီတော့ယနေ့လည်းအသိဝင်လာတော့တယ်။အဲ့ဒီတော့ကြောင့်ကဘယ်စင်းလေးကိုဖမ်းပြီးစားမလို့ကြိုးစားနေရလေ။ယနေ့လည်းအလင်းမြန်မဲ့ကလေးငယ်ကိုဖမ်းဆုပ်ထားလိုက်တယ်။တတိထားအခုထိမျက်စိတောင်ပွင့်သေးတာမဟုတ်ဘူး။ မိကလေးတွေကိုကာကွယ်ခြင်းနဲ့ဆိုရင်ဘဲစင်းလေးကိုထပ်ပြီးနှောက်ရဖို့မကြိုးစားနဲ့တော့ရွံ့လူလေကလေးငယ်ကိုပြန်ချပေးလိုက်တဲ့ဆိုရင်ပဲတော့ကြောင့်လေဘဲစင်းလေးကိုပြန်ချပေးလိုက်ပါတော့လေခေါင်းဆောင်ကအင်းနဲ့အားနဲ့ပြန်တက်လိုက်တဲ့ဆိုရင်ပဲကြံတဲ့တော်ပဲတွေလည်းအတန်းလိုက်ပြန်တက်သွားကြတော့တယ်ဘဲစင်းလေးကသူ့ဘေးဘက်ကိုပြန်လာချိန်မှာတော့ဒါဟာနောက်ဆုံးချိန်ပဲဆိုတာရွံ့လူသိလိုက်တော့တယ် မိမိဟာသားနဲ့မတူပဲ क्वे ပြားနေပြီမင်းမိကိုသားချစ်တယ်။သွားတော့သားကြီးတခြားကဘာကိုလည်းလေ့လာရမှာပေါ့။မိမိသားပြန်တတ်မယ်ဆိုရင်ဒီနေရာမှာပဲရက်ကြံနေခဲ့မှာမဟုတ်ပါဘူး။ဘဲစင်းလေးဟာသူ့ရဲ့ဘဲအုပ်ရှိရာစီကိုပြန်တတ်သွားပြီးကောင်းကင်မှာဝဲပြက်နေရဲ့တော့ဘဲအုပ်ဟာတဖြည်းဖြည်းဝေးကွာသွားတော့တယ်။ဘာမှမရှိတော့တဲ့ကောင်းကင်ကိုကြည့်ရင်သူ့မှာဘာမှမကြံတော့တယ်လို့မိမိအထီးကျန်သွားတော့တယ်။ဖြစ်ချင်တဲ့ဆန္ဒတစ်ခုရှိခဲ့တယ်။ အဲ့ဒါဥကိုဝတ်ပြီးကြီးပြင်းလာတဲ့အချိန်ကိုယ်တိုင်ဝန်းယူချင်တာလေအခုတော့ပြေဝသွားပါပြီငါလည်းဟိုးအဝေးကြီးကိုမှတ်တကောင်လိုပြန်သွားချင်လိုက်တာတယောက်ထဲကျန်ခဲ့တဲ့ရွေးမှုအနာကိုတော့ကြောင့်ရောက်လာပါတော့တယ်ရနူကထမကြည့်တော့ပါဘူးလာငါကိုဖမ်းသွားတော့ဒါမှရှင်ကလေးတွေအစာဝမှာပေါ့ရနူလည်းမျက်လုံးကိုစုံမိတ်ထားလိုက်ပါတယ်စပယ်ပန်းပွင့်နေသူတွေနှင်းပွင့်လေးတွေလည်းဝဲပြန့်လာ ါလို့ရယ်။ပုံမြင်ကိုအဆုံးထိနားဆင်ပါတဲ့တက်တယောက်စီတိုင်းကိုကျေးဇူးတင်ပါတယ်ရှင်။နောက်ဗီဒီယိုတွေမှာပြန်တွေ့ကြမှာနော်။